်မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အိုရှစ်ပင်မြို့နယ်ရှိကပ္ပစာ6အနီကဆင်လန်ကခင်းစခန်းကိုအေအေနှင့်ပူပေါင်းတပ်ထိုးစစ်ဆင်တိုက်ခိုက်နေအချမ်းဖက်စစ်အုပ်စုကအကြဆုံးများစွာနဲ့စုခွာနေရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ပဲခူးတိုင်းအုတ်ရှိပင်မြို့နယ်အမှတ်6ကောက်ခွေရေးပစ္စည်းထုတ်ဆက်ရုံကပါစာ6အနီကစင်လန်ကျေးရွာရှိစစ်ကောင်စီရဲ့ခကင်းစခန်းတွေကိုအာရကတတော်အေအေကထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့်စစ်ကောင်စီတပ်ကအကြဆုံးများပြစွာနဲ့စုခွာနေရတယ်လို့စစ်ရေးသတင်းရင်းမြစ်တွေစီကသိရပါတယ်။စင်လန်ကျေးရွာနီးရှိစစ်ကောင်စီရဲ့ခကင်းစခန်းတွေကိုအာရကတတော်အေအေနဲ့ပူးပေါင်းမဟာမိတ်တပ်တွေကပြီးခဲ့တဲ့စက်တင်ဘာလပထမပတ်မှာထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီးလက်ရှိမှာအဲ့ဒီရွာအနီးနားရှိ ကကင်းစခန်းတစ်ခုကိုသာတိမ့်ပိုက်ရရှိထားပြီးလက်ကျန်ကကင်းစခန်းတွေကိုဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။စစ်ကောင်စီဟာအဆိုပါတိုက်ပွဲဖြစ်ပွားနေကြတဲ့စင်လန်ကျေးရွာနီးရှိကကင်းစခန်းတွေကိုလေကြောင်း drone တွေနဲ့လက်နက်ကြီးပစ်ခတ်မှုတွေအဆက်မပြတ်ပစ်ခတ်တိုက်ခိုက်မှုတွေပြုလုပ်နေတယ်လို့လည်းသိရပါတယ်။စစ်ကောင်စီတပ်ရဲ့လေကြောင်း drone နဲ့လက်နက်ကြီးပစ်ခတ်မှုတွေကြားကပဲအာရကတက်တော် AA နဲ့ပူပေါင်းမဟာမိတ်တပ်တို့ရဲ့ထိုးစစ်ကြောင်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာအကြအဆုံးများစွာနဲ့ပဲစုခွာမှုတွေရှိနေတယ်လို့လည်းသိရပါတယ်။ ဆင်လန်းဘက်မှာတိုက်ပွဲကတော့ပြီးခဲ့တဲ့ဩဂုတ်လကတည်းကပဲဖြစ်နေကြတာရှိပါတယ်။စက်တင်ဘာလမှာတော့ AA နဲ့ပူးပေါင်းတပ်တွေကအင်အားလုံးရင်းနဲ့ထိုးစစ်ဆင်လာတော့တိုက်ပွဲတွေကပိုပြီးပြင်းထန်နေကြတာပါ။အဲ့ဒီဘက်မှာကာကင်စခန်းတစ်ခုကိုတော့ရှာထားပြီးကြံကာကင်စခန်းတွေကိုထိုးစစ်ဆင်နေတယ်လို့သိရပါတယ်လို့ AA နဲ့နီးစပ်တဲ့စစ်ရေးသတင်းရင်းမြစ်တွေစီကသိရပါတယ်။စစ်ကောင်စီတပ်ဟောင်းဆင်လန်းကျေးရွာတိုက်ပွဲတွင်မှတရုတ်ထုတ်နီးပညာဖြင့်ခြုံငွေကို အကြီးကဦးစားပေးကတိုက်ခိုက်နေတယ်လို့လည်းသိရပါတယ်။ တိုက်ပွဲတွင်မှထိခိုက်ဒဏ်ရာရရှိသွားကြတဲ့စစ်ကောင်စီတပ်သားတွေကိုလည်းစစ်အင်အားလာရောက်ဖြည့်တင်ကြတဲ့စစ်ကားကြီးတွေနဲ့ရွှေတောင်မြို့ရှိဂရင်တရာဆက်စေယုံကြီးကိုစေကူတမှုခံယူဖို့အတွက်ခေါ်ဆောင်သွားကြတယ်လို့လည်းသိရပါဗျ။ဆင်လန်းကြီးဝါဟာအရကတ်တက်တော် AA နဲ့ပူပေါင်းမဟာမိတ်တပ်တွေတင်ပိုက်ထိန်းချုပ်ထားတဲ့ညောင်ကျိုးကြီးဝါနဲ့စစ်ကောင်စီတပ်ရဲ့ကာပါစာဆက်ယုံတီးရှိတဲ့ညောင်ချီတော့ကြီးဝါအကြားမှတီးရှိနေတာလည်းဖြစ်ပါတယ်။ညောင်ချီတော့ကြီးဝါအနီးမှာစစ်ကောင်စီတပ်ရဲ့ကာပါစာ6ဆက်ယုံတီးရှိပြီး အာရကတက်တော် AA နဲ့မဟာမိတ်ပူးပေါင်းတက်တွေကတိုက်ပွဲဖော်ဆောင်နေတဲ့စင်လန်ကျေးရွာနဲ့ဆိုပါကခုနမိုင်ခန့်သာဝေးကွာတော့တာလည်းဖြစ်ပါတယ်။အာရကတက်တော် AA ဟာပဲခူးတိုင်းအနောက်ချမ်းရှိပထောင်တောင်ကုတ်လမ်းပိုင်းကညောင်ကျိုးစခန်းအပါအဝင် မိုးထီစခန်းတောင်ပုံကြီးစခန်းနဲ့ပကံကွဲစခန်းတို့ကိုပူးပေါင်းမဟာမိတ်တက်တွေနဲ့အတူသိမ်းပိုက်ထိန်းချုပ်ထားတာလည်းဖြစ်ပါတယ်။ လက်ရှိမှာအာရကတပ်တော်နဲ့ပူးပေါင်းမဟာမိတ်တပ်တွေဟာစင်လန်ကျေးရွာရှိကကင်းစခန်းတွေကိုထိုးစစ်ဆင်တိုက်ခိုက်နိုင်ပါကစစ်ကောင်စီတပ်ရဲ့ကပါစာဆက်ယုံတွေကိုပါချိန်ချောက်လာနိုင်တော့မှဖြစ်တယ်လို့အဆိုပါစစ်စင်ရေးနဲ့နှီးဆက်တဲ့တော်လရေးတပ်ဖွဲ့ဝင်တအုပ်ကသတင်းဌာနကိုပြောကြားပါတယ်။ဒီစင်လန်ကျေးရွာကကကင်းစခန်းတွေကိုသိမ်းပိုက်ပြီးရင်တော့စစ်ကောင်စီရဲ့စစ်လက်နက်ပစ္စည်းကုန်ကျန်းထုတ်လုပ်တဲ့ကပါစာ60ယုံကိုရောက်ပါတယ်။ဒီစစ်ကောင်စီတပ်ကလည်းအဲ့ဒီဘက်ကိုမရောက်နိုင်အောင်အတွက်စစ်အာဖြည့်တင်းနေတာရှိပါတယ်။ ကပါစာ6ဆက်ယုံကတော့ပုံမှန်အတိုင်းပဲလှည့်ပတ်နေတယ်လို့သိရပါတယ်။ဆီလက်နက်ပစ္စည်းတွေပြောင်းရွှေ့တာမျိုးလည်းမရှိသေးဘူးလို့သိရပါတယ်။ဒေါ်လာရေးတက်တွေကလည်းလက်နက်ကြီးတွေနဲ့ပြည်ရင်ပြစ်လို့ရတဲ့အနေထားကိုရောက်နေပြီလို့ပြောလို့ရပါတယ်လို့အဆိုပါဒေါ်လာရေးတက်ဖွဲ့ဝင်တအူကပြောပါရယ်။အုတ်ရှိပင်မြို့နယ်ညောင်ချေတောက်ကျေးရွာမှာတည်ရှိတဲ့ကပါစာ6ဆက်ယုံကို လေသာတောင်စင်လန်းတောင်စံပက်လက်တောင်စရိတ်ကကင်းကုန်းစကမ်းမီနဲ့ကရင်ချားတာဖြစ်ပြီးအုတ်ရှိပင်မျိုးရဲ့တောင်ဘက်ပသိမ်မုံရွာကားလမ်းမပေါ်မှာကပါစာကိုကပါစာငါဆက်ယုံတို့တရှိနေတာလည်းဖြစ်ပါတယ်။အာရကတက်တော်အေအေနဲ့ပူပေါင်းမဟာမိတ်တပ်တွေထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ဘကူတိုင်းမှာကပါစာဆက်ယုံခုနှစ်ယုံရှိနေတာဖြစ်ပြီးဒီမျိုးနယ်မှာကပါစာ3 9 19ဆက်ယုံတို့ရှိပြီးအုတ်ရှိပင်မျိုးနယ်မှာတော့ကပါစာ9 6 9နဲ့16ဆက်ယုံတို့တရှိနေတာလည်းဖြစ်ပါတယ်။ လက်ရှိ AA နဲ့ PDF တို့ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ခါပါစာ6ဆက်ယုံဟာစစ်ကောင်စီရဲ့စစ်လက်နက်ပစ္စည်းတွေအတွက်အဓိကကုန်ချမ်းထုတ်ပေးနေတာဖြစ်ပြီးအခြားသောကပါစာဆက်ယုံတွေအကုန်လုံးနဲ့လည်းဆက်ဆက်နေတာဖြစ်ပါတယ်။ဆက်လက်ပြီးမြိုင်မြို့နယ်နှမ်းစီကန်ချေရွာကိုအကြမ်းဖက်စစ်တပ်စစ်ကြောင်းထိုးမိရှုနေရွာလုံးကျွတ်တိန်ရှောင်နေရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မကွေတိုင်းမြိုင်မြို့နယ်က နှမ်းစီကန်ကျေးရွာကိုအာနာသိန်းစစ်တပ်ကစစ်ကြောင်းထိုးဝင်ရောက်လာပြီးကျေးရွာအတွင်းနေအိမ်တွေကိုမီးရှို့ဖျက်ဆီးမှုတွေလုပ်ဆောင်နေတယ်လို့ဒေတာရင်းသတင်းရင်းမြစ်တွေထံကသိရပါဗျ။ပြီးခဲ့တဲ့နိုဝင်ဘာလ၄ရက်ကလေးကအဆိုပါစစ်တပ်စစ်ကြောင်းဟာပခုတ်ကူမျိုးနဲ့ညောင်ချစ်ပင်ဘက်ကတက်စင်တွင်းမပြူစောတိရွာကိုရောက်လာတာဖြစ်ပြီး၅ရက်နေ့မှာတော့တွင်းမပြူရွာကနေမြိုင်မြို့နယ်တောင်ပိုင်းနှင်းစီကန်ကျေးရွာကိုစစ်ကြောင်းတိုးခွေရောက်လာတာဖြစ်တယ်လို့သိရပါတယ်။ စစ်သားနဲ့ပြူစောတိအာ180ကျော်ပါတဲ့အဆိုပါစစ်တပ်စစ်ကြောင်းဟာနှမ်းစီကန်ကြီးရွာကနေအိမ်တွေကိုနေလေပိုင်းလောက်မှစတင်ပြီးရှုခဲ့တာဖြစ်တယ်လို့သိရပါတယ်။အိမ်တွေကတော့ဘလောက်ရှုခံလိုက်ရလဲကျွန်တော်တို့အတိမပြုနိုင်သေးပါဘူး။အခုချိန်ထိသူတို့ရွာထဲမှာရှိနေတာကြောင့်လေဒီမနက်မှာစစ်ကြောင်းကဆက်ပြီးလှုပ်ရှားမဲ့သဘောရှိတယ်။ဒါကြောင့်ပဲလေကြောင်းနဲ့ဘုံကျဲချနေတာလို့ဒေသခံပြည်သူတယောက်ကသတင်းဌာနကိုပြောပါတယ်။ဒီနေ့နိုဝင်ဘာလ6ရက်မနက်9နာရီဝန်းကျင်မှာစစ်တပ်ကနှင်းစီကန်ကြီးရွာအနီးတစ်ဝိုက်ကိုဂျက်ဖိုက်တာနဲ့ဘုံ6လုံးခန့်ကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ တချို့တွေပြောတာကတော့ cluster ဖုန်းတွေလို့ပြောတယ်ကျွန်တော်တို့လည်း cluster လားခါတိုင်းကျင်းနေကြပေါင်ပေါင်းမိလာတော့မသိဘူးပေါ့နော်လို့အချက်ပါဒေတာကန်ကဆက်ပြောပါတယ်အဲ့ဒီလိုဘုံကျဲတိုက်ခိုက်ပြီးနိုင်ဝက်ဝင်းကျင်အချိန်မှာပဲပခုတ်ကူတက်မှတရတစ်ကနေလဲပါရာမော်တာ၃စီးတက်လာကထပ်မံဘုံကျဲတိုက်ခိုက်ခဲ့ပေမဲ့ပြည်သူထိခိုက်သေးဆုံးမှုတော့မရှိခဲ့ဘူးလို့သိရပါတယ်လက်ရှိနှမ်းစီကန်ကြီးရွာကဒေတာကန်တွေကတော့ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရပြီးစစ်ကြောင်းကမြိုင်ဆက်ယုံကိုဆက်ရွှေ့မလား ဒါမှမဟုတ်နှင်းစီကန်ကြေးရွာနှင့်လေးမိုင်အကွာမှာရှိတဲ့တရက်ကန်ပြူစောတိရွာကိုပဲဆက်လက်ရွေးရှားမလားဆိုတာစောင့်ကြည့်နေစေဖြစ်တယ်လို့ပြောပါတယ်။ဆက်လက်ပြီးစစ်မှုထမ်းလူသစ်များအမြဲတောင်းဝင်ထမ်းရန်ယာတူးတိုးပေးပြီးစစ်ကောင်စီသွေးဆောင်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ စစ်မြေပြင်တွင်အသေးကန်တပ်သားလူသားတိုင်းအဖြစ်အာဓမစုစည်းကအထုံးချနေတဲ့စစ်မှုတန်းလူသစ်ပတ်စများကိုဒုတကြက်အစစ်မှတက်ကြက်တက်ကြက်ကြီးအစစ်အထိယာတူးပေးနေပြီးအမြဲတမ်းတပ်ဖွဲ့ဝင်အဖြစ်စစ်ကောင်စီကသွေးဆောင်စည်းရုံးလျက်ရှိကြောင်းလူသစ်မိသားစုဝင်များနှင့်စစ်တပ်တရင်ရင့်မြများထံမှသိရပါသည်စစ်ကောင်စီမှထုတ်ပြန်တဲ့အောက်တိုဘာ22ဆက်ရင်တက်ခုတွင်ယာတူးအစစ်တိုးပေးမှုတာမကစမ်းဆောင်ရေးစုလက်မှတ်များကိုပါပေးခြင်းဖြင့်စည်းရုံးနေကြောင်းတွေ့ရပြီးရင်စရင်တွင်စုတစိမ့်များအပြင်ယာတူးတိုးသူ 1821ဦးအထိဖော်ပြထားသည်ကိုတွေ့ရပါတယ်။ရှင်းတို့ရာထူးတိုးပေးတော်လဲနှစ်နှစ်ပြည့်သည့်နှစ်ထွက်ခိုင်းမိဖြစ်ကြောင်းတောင်ကြီးမြို့နယ်အေးသာယာမှစစ်မှုထမ်းအပတ်စဉ်တစ်တွင်ပါသွားသူတအူဤမိသားစုဝင်ကပြောပါတယ်။စစ်ဖို့ပေးလဲမိသားစုကလက်မခံဘူး။တေရွာသွားနေရတာကိုအိမ်မနေတိုင်းစုတောင်းနေရတာ။မတည်လို့သေတွင်းကထွက်လာမှကိုပဲစောင့်နေတာ။ကလေးတွေဆိုအဖေပဲမိနေကြတာဟုအေးသာယာ6ရက်ကွာမှအပတ်စဉ်တစ်စစ်မှုထမ်းတအူဤစနီးကပြောပါတယ်။စစ်ကောင်စီသည်ပြည်သူစစ်မှုထမ်းဥပဒေကိုကျင့်ညပြီးနောက် ဒီသူစစ်မှုတန်းတင်နန်းအပတ်စဉ်တစ်ကို2024ခုနှစ်ဧပြီလ10ရက်မှစတင်၍ဖွင့်လှစ်ခဲ့ပြီးယခုအခါအပတ်စဉ်19အထိဖွင့်လှစ်ခဲ့ပြီးဖြစ်ရာအပတ်စဉ်တစ်စဉ်စစ်မှုတန်းများသည်လာမယ့်2026ခုနှစ်ဧပြီလ၌နှစ်နှစ်ပြည့်မီဖြစ်ပါတယ်။ကိုပိုင်အမှတ်ကတော့မပြောင်းပေးဘူး။ယာတူးနဲ့စုလက်မှတ်တွေနဲ့ဆွဲဆောင်နေတာပေါ့လေ။သူတို့အင်အားကဒီလိုစစ်တွေအပေါ်အတိကမှီခိုနေရတာကို ဒါပေမဲ့သတ်မှတ်ထားတဲ့နှစ်နှစ်သက်တမ်းပြည့်လို့ထွက်ခွင့်မရကြရင်တော့တနက်ပြောင်းတွေကအထက်အရာရှိတွေစီပြန်လှည့်ကုန်ကြမှာပဲဟုစီရီယန်စစ်တဲ့အရာရှိတအူးကသုံးသပ်ပြောဆိုပါတယ်စစ်ကောင်စီကလူသစ်ထက်စုဆောင်နေတော့လေလူသစ်များသာထတ်တိုးလာပြီးလူဟောင်းများရုတ်ရော်လာမည်ဖြစ်ရာစစ်တပ်ဤတိုက်စွမ်းရေကြဆင်းလာမည်ဖြစ်ကြောင်းစရေအကဲခတ်တအူးကသုံးသပ်ပါတယ်သူတို့အပတ်စဉ်20အထိဆိုလူသစ်တသိန်းရှိလာပြီးမယ်လူဟောင်းတွေကထွက် လူသစ်တွေကဝင်နေအဲ့ဒီထက်မတိုးနိုင်တော့ဘူး လူသစ်တွေကစကားတွေကစစ်သေးဝင်ကျင်တာမဟုတ်တာစစ်မြေပြင်ရဲ့နှစ်ဖူးတွေတူးတွေတင်မင်းနဲ့ရင်ဆိုင်ရတာနဲ့တက်တွင် အကြမ်းဖက်အနိုင်ချင်းမှုတွေကတထဲဆက်နေမဲ့သူမရှိသလောက်ဖြစ်မှာပဲဟု၎င်းကပြောပါတယ်စစ်ကောင်စီသည်တပတ်လည်ရလူသစ်9000ဝန်းကျင်ဖြင့်အခြေခံ၃လတင်နန်းစင်းလျင်တိုက်ခိုက်ရေးတပ်ရင်းများတို့တိုက်ရိုက်ပို့နေသည့်ဖြင့်တင်နန်းစင်းလူသစ်များအတုံးယုံတိဆုံကြခြင်းအစုလိုက်အပြုံလိုက်လက်နက်ချခြင်းများနေစဉ်လိုဖြစ်ပေါ်လျက်ရှိကြောင်းစစ်ရေးတရင်ရင်များအရာသိရပါသည် ဆက်လက်ပြီးမြို့သားရဲစခန်းမှာအရက်ဝဲထွက်လာသည့်စေအုပ်စုများပြစ်ခတ်ခံရပြီးနှစ်ဦးသေဆုံးတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။မန္တလေးတိုင်းငန်းစုံမြို့နယ်မြို့သားရဲစခန်းမှာအရက်ဝဲထွက်လာသည့်စေအုပ်စုဝင်များပြစ်ခတ်ခံရပြီးနှစ်ဦးပွဲချင်းပြီးသေဆုံးခဲ့ကြောင်းသိရပါတယ်။နိုဝင်ဘာလ၄ရက်နေ့နဲ့၁၇နာရီ၂၄မိနစ်ခန့်တွင်မြို့သားရဲစခန်းမှာမြို့သားစီမြောက်ဖက်လမ်းအတိုင်းအရက်ဝဲထွက်လာသည့်စေအုပ်စုဝင်၃ဦးကိုပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Special Task Force ငန်းစုံအဖွဲ့ကသတင်းထုတ်ပြန်ပါတယ်။မြို့သားရဲစခန်းထွက်လာတာပြား အရွက်ခွင်းနဲ့လာလာပြန်ရေစက်ခန်းနဲ့မီတာ100လောက်မှာဈေးဘက်မှာတော့သူတို့ကင်းပုံးတွေရှိတယ်။အဲ့ဒီဂျားတွေကနေတိုက်ခိုက်ခဲ့တာ။သူတို့နဲ့မီတာ20အကွာမှာတီးလိုက်တာပြဟု Special Task Force အဖွဲ့တာဝန်ခံကသတင်းဌာနကိုပြောပါရယ်။ရှင်းတိုက်ခိုက်မှုကြောင့်တရားရရှိသူမှာထွက်ပြေးလွတ်မြောက်သွားကြောင်းသိရပါရယ်။လက်နက်ကတော့မရဘူး။တယောက်လွတ်သွားလို့၃ယောက်လား၂ယောက်အိမ်သားတင်ကြာသွားတာဟု၎င်းကဆက်ပြောပါရယ်။ရှင်းတို့တိုက်ခိုက်ပြီးနောက်မြို့သားဈေးပက်လေတွေကင်းပုံးဝင်နေသည့်စေအုပ်စုများကပြန်လည်ပြစ်ခတ်ခြင်း မျိုးသားရဲစခန်းအတွင်မှလက်နေကြီးပြစ်ခတ်ခြင်းနှင့်ဂျုံဖြစ်ပုံကျဲခြင်းတို့ပြုလုပ်ခဲ့တော်လဲ PDF ရဲပေါ်များအထူးကိမ်းရှိပြန်လည်ဆုတ်ခွာနေခဲ့ကြောင်းသိရပါတယ်။စေအုပ်စုဖွဲ့များထိခိုက်သေးဆုံးမှုကိုတည်င်းဌာနအနေနဲ့တီးခြားအတည်မပြုနိုင်ပေ။ဂျမိုက်တည်င်းတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။